ကျွန်တော်တို့ကပြားတွေအလုတ်ကြိုးစားနေတာဒီပန်းကိုရည်တွေဆုတ်ပြီးတော့မှပြားရည်တွေတဲလာတာဒါကိုကျွန်တော်တို့ကကြည့်ပြီးတော့မှပြားတွေကတိတ်ကိုအလုတ်ကြိုးစားတာပဲဆိုပြီးတော့မှရှိကျွတ်တတ်ကြပါတယ်ဒါပေမဲ့အဲ့လိုမျိုးပြားတွေအလုတ်လုံးနိုင်အောင် နောက်ကနေ control လုပ်နေတဲ့စီမံနေတဲ့ပြားပြင်မရဲ့ role ကိုတော့ကျွန်တော်တို့မိနေတတ်ကြပါတယ်အဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေဒီလေဘာနဲ့တူတယ်လဲဆိုတော့ပြားပြင်မနဲ့တူပါတယ် เนาะအဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဝန်ထမ်းတွေအလိုလိုနိုင်အောင်ဝင်ငွေတွေရှာနိုင်အောင်နောက်ကလုပ်ငန်းရှင်ကနေပြီးတော့မှကျွန်တော်တို့ control လုပ်နေပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ကပြားပရင်မစီကနေပြီးတော့မှလေ့လာသင်ယူလို့ရတဲ့အရာတွေကိုကျွန်တော်မျှဝေသွားမှာဖြစ်တဲ့အတွက်လုပ်ငန်းရှင်တွေအနေနဲ့ဒီဗီဒီယိုကိုစုံအောင်ကြည့်ဖို့လိုပါလိမ့်မယ်အဲ့တော့ပြားပရင်မဒီနံပါတ်1ဘာလုပ်တယ်လဲဆိုတော့ strategic planning မာပြွာကြတဲ့စီမံကိန်းတွေချမှတ်ပါတယ် နော်ပြားပြင်မာကယာသည်အလိုက် သူ့ရဲ့ပြားအုပ်တစ်ခုလုံးကို သူက စီမံခန့်ခွဲပါတယ်နော်အဲ့တော့အနာဂတ်ထဲမှာဘာတွေလုပ်မလဲအဲ့တော့လာစဉ်ဘာတွေလုပ်ရမလဲဆိုတာကိုဒီပြားပြင်မာက စီမံခန့်ခွဲပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြားပြင်မာစီက ရတဲ့သင်ခန်းစာကပါလဲဆိုတော့ strategic planning ဆွဲဖို့လိုတယ် အဲ့တော့ကျွန်တော်တို့ရဲ့ဟာလာ vision ကျွန်တော်တို့ဖြစ်ချင်တာကဘာလဲကျွန်တော်တို့ရဲ့လုပ်ငန်းကဘာကြောင့်မလို့ရပ်တည်နေတာလဲတစ်နှစ်မှာကျွန်တော်တို့ဟာလာဝင်ငွေဘယ်လောက်ရရမှာလဲအဲ့ဒီဝင်ငွေရဖို့အတွက်ကျွန်တော်တို့ budget ဘယ်လောက်သုံးမှာလဲဘယ်သူတွေကဘာလုပ်ငန်းတွေလုပ်ကြမှာလဲဆိုတဲ့ strategic အမှားပြောကြတဲ့စီမံကိန်းတွေကျွန်တော်တို့ဆွဲဖို့လိုပါတယ်အဲ့တော့ဈေးကွက်ရပြောင်းလဲနေတာတွေကိုကျွန်တော်လိုက်ပြီးတော့မှကြိုတင်ခံမှန်းပြီးတော့ဒီမဟာပြွာတွေကျွန်တော်တို့ချမှတ်ရပါတယ် နောက်တစ်ခုပြားပွေရင်မာကဘာလို့တလဲဆိုတော့စနစ်တကျအလုတ်ကိုဖြန့်ပြီးတော့မှလှုပ်စီပါတယ်အဲ့တော့ပြားပွေရင်မာကဘယ်သူလှုပ်သားပြားဘာလို့ရမလဲဘယ်ပြားဘာလို့ရမလဲဆိုတဲ့ system ချထားပေးတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြားပွေရင်မာစီကရတဲ့အရာဒီ SOP ဒါအားလုံးသိပြီသား standard operating procedure တွေရေးဆွဲပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းတွေကိုစနစ်တကျတည်ဆောက်တင်တယ် ဘယ်အရာတွေကို automation လုပ်ထားမလဲဘယ်အရာတွေကိုတော့ delegation เนาะကျွန်တော်တို့လွှဲပြောင်းမလဲဒါတွေကိုချမှတ်ပြီးတော့မှကျွန်တော်တို့ system တွေချမှတ်ဖို့လိုတယ်အဲ့တော့ number 3တစ်ချက်ကတော့ပြားပြင်မာကဘာလုပ်တယ်လဲဆိုတော့ sales အယောင်မြင့်တင်ခြင်းကိုကျွန်တော်တို့လုပ်ပါတယ်အယောင်မြင့်တင်နေဆိုတာကပြားပြင်မာဒီပြားအုပ်ကိုပို့ပြီးတော့မှဘယ်နေရာကနေပြီးတော့ပြားရည်တွေယူလာခဲ့ဆိုပြီးတော့မှကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့เนาะပြားရည်တွေတဲလာခိုင်းတာ အဲ့တော့ဒါဒီပါလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းမှာဆိုလို့ရှိရင်တော့ sales နဲ့တူတယ်သင်ကန်းစာလေးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေဒီအယောင် target တွေချမှတ်ဖို့လိုတယ်နော်ချမှတ်ပြီးတော့မှကိုယ့်ရဲ့ team ကိုအဲ့ဒီအယောင် target ထိအောင်ကျွန်တော်တို့စ조사ခိုင်းဖို့လိုတယ် KPI တွေကျွန်တော်တို့တိုင်းချဖို့လိုတယ်နံပါတ်၄ကတော့ကျွန်တော်တို့ပြားပြင်မကဘာလို့တလဲဆိုတော့ marketing လုပ်ပါတယ်အဲ့တော့ marketing ဆိုတာကပြားပြင်မကပြားတွေကိုဘယ်နေရာကပန်းတွေကကောင်းတယ်လေဘယ်နေရာပန်းပွင့်တွေကောင်းတယ်လေသွားပြီးတော့မှ လေ့လာခိုင်းပါတယ်အဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့ target audience ကဘယ်သူတွေလဲ။နော်ကိုယ့်ရဲ့ target audience ကဘယ်နေရာတွေမှာကျွန်တော်တို့ရှိနေသလဲ။နော်ကိုယ့်ရဲ့ customer တွေဘာတွေကြိုက်တဲ့သလဲ။အဲ့တော့တစ်ခါလာဝယ်ပြီးဆိုလို့ရှိပြီးသွားပြီးဆိုလို့ရှိရင်လည်းထက်ခတ်ထက်ခါလာဝယ်အောင်ဘယ်လိုလုပ်မလဲ။ဒါတွေဒီကျွန်တော်တို့ပါလဲဆိုတော့ဈေးကွက်ရှာဖွေတာပါ။နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ပြားပြမကဘာလုပ်တယ်လဲဆိုတော့ HR နော်လူအစွမ်းအားအရင်မြင့် ညောဒါဝုသူဒီဒါဝုစီမံခန့်ခွဲပါတယ်ပြားပင်မကပြားတွေရဲ့အရေးအသွေးလိုက်ပြီးတော့မှတာဝန်ဖွေးချမ်းသတ်မှတ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်သူတွေဘာတွေလုပ်နိုင်တယ်လဲเนาะဘယ်သူတွေကဘယ်နေရာတွေမှာတော်နေတယ်လဲဘယ်သူတွေကိုဘာတွေတာဝန်ပေးမလဲအဲ့တော့ပေးပြီးတော့မှတို့လုပ်နိုင်လားမလုပ်နိုင်လားဒါအိရှာเนาะအိရှာမန်နေဂျမန့်ကျွန်တော်တို့လုပ်ဖို့လိုတယ်ကျွန်တော်တို့ဘယ်လို training တွေပေးမလဲ ဘလို့ upscaling လို့ခေါ်တဲ့ scale တွေတိုးတက်လာအောင်ဘလို့လုပ်မလဲဒါကျွန်တော်တို့အရေးကြီးတယ်နောက်ထပ်နံပါတ်6တစ်ချက်ကတော့ကျွန်တော်တို့ပါလဲဆိုတော့ finance နော်ဘန်နာကြီးပြားပြင်မကအလားစောင်းရသည့်အတွက်နော်အရန်ပြားရည်တွေတူလောင်ထားတယ်သူ့မှာရှိတဲ့ပြားရည်တွေကိုသူတွက်ချက်ထားတယ်ဒါဒီကျွန်တော်တို့ပါလဲဆိုတော့ finance လို့ခေါ်တယ် เนาะအဲ့တော့လုပ်ငန်းရှင်တွေအနေနဲ့လည်းဒီထက်နေဘာသင်ကန်းစာရလဲဆိုတော့ကျွန်တော်တို့ emergency fund ကျွန်တော်တို့ရှိဖို့လိုတယ် cash flow လဲပတ်နိုင်အောင်ကျွန်တော်တို့လုပ်ဖို့လိုတယ် system ကြတဲ့ budgeting ကျွန်တော်တို့လုပ်ထားဖို့လိုတယ်အဲ့တော့နံပါတ်ခွန်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ပြားပြင်မှသည် leadership ကောင်းပါတယ်ခေါင်းဆောင်မှုကောင်းပါတယ်အဲ့တော့သူဒီပြားပြင်မှသည်เนาะပြားဦးကြီးတစ်ခုလုံးကိုဘာလုပ်လဲလမ်းညွှန်ချက်တွေကျွန်တော်တို့ပေးတယ်ဒီပြားဦးကြီးကိုဘာလုပ်လဲ control လုပ်တယ် ဲ့တော့လုပ်ငန်းရှင်တွေအနေနဲ့ကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့ခေါင်းဆောင်ခေါင်းတွေကျွန်တော်တို့ဖြစ်ဖို့လိုတယ်เนาะအဲ့တော့ကိုယ့်ရဲ့အသင်းအဖွဲ့ကိုဥဆောင်နိုင်တဲ့ transformational leadership style နဲ့ကျွန်တော်တို့တွားဖို့လိုတယ်နောက် visionary leadership နဲ့ကျွန်တော်တို့တွားပြီးတော့မှကိုယ့်ရဲ့ team ကိုเนาะတိုးတက်အောင် စိတ်ဓာတ်တွေခိုင်မာလာအောင်ကျွန်တော်တို့လုပ်ပေးနိုင်ဖို့လိုပါတယ်။နံပါတ်၈ကတော့ကျွန်တော်တို့ပြပြင်မှာကဘာလုပ်ငန်းလုပ်သလဲဆိုတော့ customer service ကိုကောင်းကောင်းလုပ်ပါတယ်။ဖောက်တယ်ဝန်ဆောင်မှုပါ။ ဲ့တော့ဗျားပင်မသည်သူ့ရဲ့ဗျားအင်ကိုလာရောက်လဲပတ်တဲ့ဗျားတွေကိုလက်ခံပါတယ်နော်လက်ခံပါတယ်အကောင်းဆုံးဝန်ဆောင်မှုတွေပြန်ပြီးတော့ပေးပါတယ်အဲ့တော့လုပ်ငန်းရှင်နေအနေနဲ့သင်ခန်းစာကပါလဲဆိုတော့ customer centric approach လို့ခေါ်တဲ့နော်ဖောက်တဲ့ကိုအခြေပြုတဲ့ဗဟုပြုတဲ့ကျွန်တော်တို့ချင်းကပ်မှုတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ကိုယ့်စီကိုထက်ခါထက်ခါလာဝဲအောင်စ조사နိုင်ဖို့လိုတယ်ဒါကတော့ကျွန်တော်တို့ပြားပရင်မစီကနေရတဲ့လုပ်ငန်းရှင်တွေအတွက်သင်ခန်းစာဖြစ်ပါတယ် အဲ့တော့ဒီသင်ငန်းစာ၈ခုကိုကျွန်တော်ယူပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းထဲမှာလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှုတွေရလိမ့်မယ်အမြတ်ငွေတွေရပါလိမ့်မယ်ဒီကြောင်းအရင်ကနေပြီးတော့မှဒီဗီဒီယိုကြည့်ရလုပ်ငန်းရှင်တွေအကျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးရစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုက်မယ် comment မှာ yes ဆိုရေးပြပါဦးဒီဗီဒီယိုစုထည့်အောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ